ကိုကတရားရုံးနဲ့ English လို communicate လုပ်တဲ့အခါမှာစကားပြောတဲ့အခါမှာစိတ်လှုပ်ရှားတယ်အဲ့လိုမျိုး confident မရှိဘူးကြောက်တယ်လက်ပြားချပြအေးတယ်ဆိုတဲ့သူတွေအတွက်ဆိုတော့ဒီဗီဒီယိုလေးလုပ်ပြရပါတော့အဲ့တော့ဆိုတော့လူငယ်နည်းနည်းသုံးနေရဆိုလို့ရှိရင်အဲ့လိုမျိုးပဲအဲ့တော့ဆိုတော့ speaking partner လောက်တာကွာ English လိုမျိုးပြောရတာပေါ့နော် English လိုပြောရတဲ့အခါကျတော့ကိုနဲ့စကားပြောရတဲ့တစ်ဖက်လူကဟာငါထက်တော်နေဘယ်လိုလုပ်မလဲငါသူနဲ့ပြောနေ grammar အမားရေလုံးမရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးကြောက်တာကွာတလားအရင် nervous ဖြစ်တာဆဆကြီးမတွေ့ခင်ဆိုကိုယ်ကလုံးဝချောက်ချားတယ်အဲ့ဒီတွေ့နေ ဲ့နဲ့အဲ့လိုမျိုးများလာရပုံနဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်အဲ့လိုမျိုးဇက်တိုက်လူတွေနဲ့လူစိမ်းတွေနဲ့ပြောပြရအခါကျအခုချိန်မှာ Sorry English ကအဲ့လောက်ကောင်းချင်မှလည်းကောင်းမယ်အဲ့တော့အရင် fluent ဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဘယ်သူနဲ့ English လို့ပြောတာပြောတာကြောက်တဲ့စိတ်ကမဖြစ်တော့ဘူးကွာလောကကိုယ့်ရဲ့အသားမန်နေစင်ဘဝလိုပဲဖြစ်သွားတယ်အဲ့တော့ဆိုတော့အတန်းထဲမှာဆိုလို့ရှိရင်လည်း ဒီဆရာရဲ့အကြောင်းကားတွေပေါ့နော်သူတို့ဆိုလို့ရှိရင်အာဆရာနဲ့ပထမဆုံးဆက်ဆက်ပြောတဲ့နေကြလို့ရှိရင်ကြောက်တယ်နောက်နေ့မကြောက်တော့အဲ့တော့သူတို့ speaker ကောင်းကြပါတယ်ဆရာတခုသူတို့အမြင်နဲ့အကြံပေးရဲအဲ့ဒါပါလဲဆိုလို့ရှိရင်အမ်အမားတို့အကိုတို့ပေါ့နော်ဆရာတယောက်ထက်နဲ့မလေးကျင်နဲ့ဘာလို့ဆိုဆရာတယောက်ထက်နဲ့လေးကျင်တဲ့အခါကြလို့ရှိရင်ဆရာနဲ့ပဲပြောနိုင်နေမယ်တခြားသူတွေနဲ့ပြောနိုင်မှာမဟုတ်ဘာလို့ဆိုသူတို့ကကြတော့ဆရာတီးပြီးသားဆိုတော့မကြောက်တော့ဘူးလေမကြောက်တဲ့အခါကျသူတို့မှရှိရပညာ ability english လို့ speaking စကားပြောရစွမ်းရည်ကိုလိုတလောက်ချပြလို့ရတယ်ဒါပေမဲ့ကိုက ်တစိမ်းတယောက်ရှိမှဆိုလို့ရှိရင်အဲ့လောက်ကမရှိတော့ကိုကလက်တရောင်လောက်ရှိရဆိုလို့ရှိရင်သူတစိမ်းနေရှိရလို့ရှိရင်လက်ထရတထွာလောက်ပဲရှိမှာပေါ့ဆိုအဲ့လူနဲ့မရင်းနှီးဆိုတော့ကိုမှလုံးဝ insecurity တွေကအပြည့်ပဲကွာအဲ့တော့ဆိုတာ suggest လုပ်ချင်တာကကိုကအကြောက်တက်တဲ့သူဆိုလို့ရှိရင်ဖြစ်နိုင်လမ်းများအဲ့လိုမျိုးလူစိမ်းနေနဲ့မြင်းများလူစိမ်းမြင်းများနဲ့စကားပြောတဲ့အကျင့်တွေလုပ်ပေးပေါ့နော် English လိုမျိုးပေါ့အဲ application သုံးတာဖြစ်ဖြစ်လို website တွေမှာ face to face သုံးတာဖြစ်ဖြစ်အဲ့လိုမျိုးလေးလုပ်ပေးအဲ့ခါကျမှ အကိုရဲ့ဒီ confidence ကတက်လာပါဘောเนาะဆရာအခုပြောတာကြအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ skill မဟုတ်ဘူးအများသောပြည်လူတော်တော်များများ communicate လုပ်နိုင်ကြတယ်ဘာလို့မလုံးသူများတွေရှိမှမလုံးနိုင်လဲဆိုတာပြဿနာအဲ့ဒါကြောင့်မို့လို့သူတို့မှာအတွေ့အကြုံကနည်းနေတဲ့အခါကျတော့မလုံးနိုင်တာတချို့ကျတော့လည်းအိမ်မှာအတကုံလေးကျင့်နေ speaking partner တယောက်တည်းနဲ့လေးကျင့်နေပြောနိုင်နေဒါပေမဲ့တကယ် လူတော်ရဲရောက်တဲ့အခါအဲ့လောက်မပြောနိုင်တော့အားသွားတယ်ပေါ့နော်အဲ့ဒါအတွေ့အကြုံကြောင့်ဆိုင်တာကိုယ့်ရဲ့အင်္ဂလိပ်စာ level နိုင်နေလို့နိုင်နေလို့မဟုတ်ဘူးပေါ့နော်အဲ့တော့မြင်များပြောကြည့် application နဲ့တော့မြင်များပြောတဲ့အခါကျမှမကြောက်တော့မှာပေါ့နော်ဒါလေး share လုပ်ပေးခြင်းလို့အဲ့ဒါအကုန်တော့မြင်များအဲ့ဒါအပါဝင်ပေါ့နော်အတွေ့အတွေ့အကြုံအစ်စ်လူအစ်စ်တွေဆိုလို့ရှင်ကြောက်တယ်ဒါပေမဲ့အဲ့ဒါလုံးဝပါမယ်မယ်ပေါ့နော်မကြောက်ချင်ဆိုလို့ရှိရင်အိတ်ကောင်ကိုမြများလေးထုံညောင်းလို့အတွေ့အကြုံလေးချင်းလေးမြများလောက်ပြရမှာအခု English level နိုင်တာမြင်တာနဲ့မဆိုင်ပါဘူး